တငယ်ချင်းအရင်ရဲ့ရက်ဆက်မှုကြောင့်ကွယ်လွန်သွားခဲ့ရတဲ့ထိုင်းနိုင်ငံကမြန်မာအမျိုးသမီးပြည်သူများလုံးမဲမင်္ဂလာပါရှင်အေဂရစ်တန်ယာရီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်တငယ်ချင်းအရင်ခေါခေါရဲ့အနောက်ကျောကနေထိုးတဲ့ဓာတ်ကြောင့်ကွယ်လွန်သွားခဲ့ရတာကတော့ထိုင်းနိုင်ငံမှာနေထိုင်နေရဲ့ရှာရှာဆိုတဲ့အမြမအမျိုးသမီးဖြစ်ပါတယ်။ရှာရှာကသူမရဲ့ဆယ်နှစ်ကျော်ပေါင်းလာတဲ့တငယ်ချင်းအရင်ခေါခေါကချေးထားတဲ့ပတ်စံတွေကိုပြန်မဆက်ချင်လို့လှုပ်ကြံခြင်းကိုခံလိုက်ရတာပဲဖြစ်ပါတယ်။ ဒီလိုလုံးကြံရမှာရှရှားရဲ့ချစ်သူကောင်းလေးကိုဖျားယောင်းပြီးတော့ရှရှားကိုကြက်ဖို့အတွက်အကြံစီခဲ့တာပါဒီအမှုမှာလုံးကြံခံရတဲ့သူရောလုံးကြံတဲ့သူရောစေခိုင်းတဲ့သူရော၃ယောက်စလုံးကမြန်မာလူမျိုးတွေဖြစ်ပြီးတော့ခိုင်းနိုင်ငံအယုဒ္ဓယာမြို့မှာဖြစ်သွားခဲ့တာဖြစ်ပါတယ် ဒါကြောင့်မလို့ဒီလိုရက်ဆက်တဲ့လူကြက်မှုကထိုင်းနိုင်ငံရဲ့အင်တာနက်အတိုင်းဝိုင်းမှာတော်တော်လေးကိုနာမည်ကြီးနေခဲ့ပါတယ်။ဖြစ်ပုံကတော့ကွယ်လွန်သွားတဲ့ရှရှားဟာအသက်30အရွယ်မြန်မာအမျိုးသမီးတစ်ယောက်ဖြစ်ပြီးထိုင်းနိုင်ငံမှာအလုပ်လုပ်ရင်းနဲ့အင်တာနက်ပေါ်မှာမိရှာခရီးတဲ့နဲ့လေရင်လက်မှတ်ရောင်းဝယ်ရေးလုပ်ငန်းကိုကောင်းရာအကောင်းကြောင်းလုပ်ရင်းနဲ့မိဘကိုထောက်ပံ့နေရသူဖြစ်ပါတယ်။မမ်မိရှာကအင်တာနက်ပေါ်မှာဖုန်းတွေလဲရောင်းရင်းလူတွေကိုဖုန်းပေတွေဖုန်းတွေလဲကန်ဆယ်မဲဖောက်ပေးနေတာဖြစ်ပါတယ်။ မိရှားဟာလိုင်းပေါ်မှာအမှန်တရားကိုပြောရင်းနဲ့ပျော်ပျော်ရွှင်ရွှင်ဈေးရောက်နေတဲ့သူတယောက်ပါဒီလိုမျိုးထိုင်းနိုင်ငံအယုဒ္ဓယာမြို့မှာဈေးရောက်နေတဲ့ရှားရှားခေါ်မိရှားဆိုတဲ့အမျိုးသမီးမှာ၁၀နှစ်ကျော်လောက်ပေါင်းသင်ခဲ့တဲ့တငယ်ချင်းအရင်တယောက်ရှိခဲ့ပါတယ်အစောပိုင်းအမျိုးသမီးကအသက်26နှစ်အရွယ်မတ်နောင်ဖြစ်ပြီးရရှာရှာနဲ့တငယ်ချင်းအရင်အဖြစ်အယမ်းခင်တာကြောင့်မိရှာကပတ်စံတွေခြေထားပြီးရဖုန်းအကျွေးတွေကိုလည်းထုတ်ရောင်းပေးထားတယ်လို့သိရပါဗျ။ မိသားမှာတော့တွဲနေရ3လလောက်ရှိပြီဖြစ်တဲ့အသက်23နှစ်အရွယ်ပိုင်အောင်ချစ်ဆိုတဲ့ချစ်သူကောင်လေးကိုရရှိထားပါတယ်။အရင်နောက်မှာတော့ရှာရှာကိုအကြွေးမပေးခြင်းနဲ့မတ်နောင်ကမတ်ရှာရဲ့ချစ်သူပိုင်အောင်ချစ်ကိုဖျားယောင်းအယုံသွင်းပြီးအဆိုပါရေးစားကောင်လေးကိုပဲအကြွေးရှင်မိသားကိုလှုပ်ချန်ခိုင်းခဲ့ရဖြစ်ပါတယ်။ အစောပိုင်းကောင်လေးကမိရှားကိုအယုဒ္ဓယမျိုးကလူသူပြတ်တဲ့ရေမြောင်းသားကိုခေါ်သွားခဲ့ပါတယ်။အရင်နောက်မှာတော့မိရှားကိုလှုပ်ကြံခဲ့တာပဲဖြစ်ပါတယ်။လှုပ်ကြံပြီးတဲ့နောက်ရေမြောင်းပေးမှပဲခန္ဓာကိုယ်ကိုစွန့်ပစ်သွားခဲ့ရပါ။မိရှားရဲ့ဆွေမျိုးအတိုင်းဝိုင်းတွေကမိရှားပြောင်းနေလို့ထိုင်းရဲတွေကိုလိုက်လံစုံစမ်းခိုင်းရမှာတော့မိရှားရဲ့ရုပ်အလောင်းကိုရေမြောင်းပေးမှတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီနောက်ထိုင်းရဲတွေကအမှုကို CCTV မှတ်တမ်းတွေမိရှာရဲ့ဖုန်းအဝင်ထွက်မှတ်တမ်းတွေနဲ့စုံစမ်းစစ်ဆေးရမှာတော့တရက်ခန့်ပိုင်အောင်ချစ်ကိုချက်ချင်းလန်ငယ်ဖမ်းမိသွားခဲ့ပါတယ်။အစောပိုင်းမှာတော့ပိုင်အောင်ချစ်ကသူကမိရှာကိုလှုပ်ကြံကြောင်းဝန်ခံခဲ့ပါတယ်။ဒါပေမဲ့မိရှာကသူ့ကိုဓာတ်နဲ့အရင်လှုပ်ကြံလို့သူ့ဘက်ကကာကွယ်ရတာပါဆိုပြီးတော့ထွက်ဆိုပါတယ်။ ဒါဝိမဲ့လည်းထိုင်းရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ရှာရှာကိုနောက်ွယ်ကပူပေါင်းကြံစီတဲ့လူတွေရှိနေသေးတာကိုရိပ်မိတဲ့အတွက်နှစ်ရက်လောက်ထိစုံစမ်းစစ်ဆေးခဲ့ပါတယ်ဒီလိုမျိုးစုံစမ်းစစ်ဆေးအပြီးမှာတော့တရက်ခန်းအမျိုးသားကမိရှာကိုလုံခြံခဲ့ရတာကမိရှာရဲ့တငယ်ချင်းအရင်မတ်နောင်ကအကျွေးမပေးခြင်းလို့မိရှာကိုလုံခြံခိုင်းခဲ့တဲ့အကြောင်းကိုအမှန်အတိုင်းထွက်ဆိုခဲ့ရဖြစ်ပါတယ် မန်းနောင်ကပိုင်အောင်ချစ်ကိုရှာရှာရဲ့နေအိမ်မှာကြက်ဖို့အတွက်ကြံစီခိုင်းခဲ့ရပါဒါပေမဲ့လည်းမိရှာရဲ့နေအိမ်တဝိုင်းမှာ CCTV အရန်များနေရာကြောင်း CCTV တွေမရှိတဲ့ရေမြောင်းမင်းသားမှာကြက်ဖို့အတွက်စေခိုင်းခဲ့ရပဲဖြစ်ပါတယ်ဒါကြောင့်မိရှာတယောက်လူရင်းခောက်ခောက်တငယ်ချင်းရဲ့မကောင်းကြံမှုတွေကြောင့်ကွယ်လွန်သွားခဲ့ရပဲဖြစ်ပါတယ်ရှာရှာဟာနိုင်ငံရဲ့ချောင်းမှာမိဘကိုလှုပ်ကြွေးနေတဲ့သမီးလိမ္မာတယောက်ဖြစ်လို့အခုလိုကွယ်လွန်သွားရတဲ့ပုံမှာလူတွေကပုံပြီးတော့စိတ်မကောင်းဖြစ်ရပါတယ် ထိုင်းရတပ်ဖွဲ့တွေကတော့အကြွေးမဆက်ချင်လို့လှုပ်ကြံတဲ့မြန်မာအမျိုးသမီးနဲ့သူ့ရဲ့ရည်စားကိုဖမ်းမိပြီးတော့တရားစွဲဆိုအပြစ်ပေးနိုင်မှုအတွက်ပြင်ဆင်နေပါတယ်။ကြီးစုနေကြတဲ့ပြည်သက်တွေကရောတငယ်ချင်းအရင်ကလှုပ်ကြံလို့ကွယ်လွန်သွားခဲ့ရတဲ့အမှုနဲ့ပတ်သက်ပြီးမိမိတို့ရဲ့အမြင်လေးတွေကိုပြောသွားခဲ့ပါအောင်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါအောင်နော်။အဆုံးထိကြီးစုပေးရတဲ့အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရရှင်။